တကိုရေအာသာဖြည့်ခြင်းကိုရက်တန်းလိုက်တာနဲ့သင်ခနာကိုမှဘာတွေဖြစ်လာနိုင်လဲအားလုံးပဲမင်္ဂလာပါ Dan Medical Mystery Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အမျိုးသားတွေအနေနဲ့တကိုရေအာသာဖြည့်ခြင်းကိုရက်တန်းလိုက်တာနဲ့မိမိတို့ရဲ့ခနာကိုမှဘလို့ပြောင်းလဲမှုတွေဖြစ်လာနိုင်လဲဆိုတာကိုရက်အပိုင်းအခြားအလိုက်ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာလူကြီးမင်းတို့အတယ်မှာနေစဉ်ရက်ဆက်ကိုယ့်ရဲ့ညီလေးကိုအနာမပေးဘဲငရုတ်သီးထောင်းခိုင်းတဲ့သူတွေရှိရင်တော့ ဒီဗီဒီယိုထဲမှာပါဝင်တဲ့အကြောင်းအရာတွေကိုအဆုံးထိကြည့်ဖို့လိုအပ်နေပါပြီ။ကဲဒါဆိုရင်တော့ငရုတ်သီးထောင်းတဲ့အကြောင်းမပြောခင်အုံနောက်ရဲ့တင်ယူမှတ်မိနိုင်စွမ်းတွေကိုအရင်ပြောပြပေးပါမယ်။အလေးအကျဉ်းတစ်ခုကိုဖျောက်ဖျက်ဖို့ကြိုးစားမဲ့သူတွေအနေနဲ့အုံနောက်ရဲ့အလုပ်လုပ်ပုံတွေကိုပါသိရှိသင့်ပါတယ်။တကိုးကြီးအာသာဖြည့်ခြင်းကိုရက်တန့်နေဆိုတာကလည်းနေ့စဉ်တရက်မှမပြတ်ပဲလိုက်နာနေဖို့မလိုပါဘူး။တင်ကရက်30လောက်အာသာမဖြည့်ဖို့ကြိုးစားရင် တရက်လောက်ပြတ်သွားတာနဲ့ပဲသင်ရဲ့ကြိုးစားအားထုတ်မှုတွေက အလဟတဖြစ်သွားတာမျိုးမဟုတ်ပါဘူး။ကြံတဲ့တရက်ကိုနှုတ်ပြီးသင်ဟာ29ရက်တိတိစိတ်ကိုထိန်းချုပ်နိုင်ခဲ့တယ်လို့ယူဆပြီးကိုကိုကိုအတိအမှန်ပြုပေးလိုက်ပါ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့အုံနောက်ကအလေးအချင်းတစ်ခုကိုမှတ်မိသင်ယူနိုင်ဖို့အချိန်အကြာကြီးယူပါတယ်။ဒါကြောင့်အချိန်အကြာကြီးအသာမဖြစ်ဘဲနေပြီးမှနောက်တစ်ချိန်ထပ်လုံးမိတာက မကောင်းတဲ့အရာတစ်ခုမဟုတ်ပါဘူး။ အုံနောက်ကဒါကိုအလေးအကျင့်အသစ်တကူလို့ယူဆပြီးနေတိုင်းဆက်လက်လှုပ်ဆောင်ဖို့အတွက်အချိန်တကူထည့်ယူရပါတယ်။ဒါကြောင့်မိမိမကြိုက်တဲ့အကျင့်ဆိုးတွေကိုရက်အပိုင်းအခြားတကူလောက်မလုပ်ဘဲနေတာကအကျင့်ဆိုးတွေကိုခါတိုင်းလိုနေစဉ်ရက်မပြတ်မလှုပ်ဆောင်မိစေရန်အထောက်အကူပြုပါတယ်။တကူရေးအားသာဖြည့်ခြင်းကိုထိန်းချုပ်တော့မယ်ဆိုရင်တော့ရက်တရာကြောထိစိတ်ကိုထိန်းချုပ်ဖို့ပြင်ဆင်ကြရပါမယ်။ဒါဆိုရင်ဒီရက်တရာကြောလုံးကိုရက်အစားကနေရက်အဆုံးအထိ ဘလို့ထိန်းချုပ်နေထိုင်သွားရမလဲဆိုတာကိုအသေးစိတ်ပြောပြပေးသွားပါမယ်။ပထမဆုံး24နာရီစစချင်းရက်မှာတော့စိတ်ခွန်အားအပြစ်ဖြစ်နေတဲ့အတွက်လူကြီးမင်းတွေထိန်းချုပ်ရလွယ်ကူနေမှာဖြစ်ပါတယ်။တင်းဟာအသေးအစမ်းတစ်ခုကိုစတင်လှုပ်ဆောင်ရမှာဖြစ်တဲ့အတွက်စိတ်လှုပ်ရှားမှုတွေမြင့်တက်နေပြီးတင်းရဲ့အုံနောက်ထဲမှာဒိုပါမင်းတွေနဲ့ပြေးနေမှာဖြစ်ပါတယ်။နောက်ပြီးတင်းကဒီလိုမျိုးတကိုယ်ရည်အားသာဖြစ်တဲ့လုပ်ငန်းစဉ်ကိုစတင်တော့မယ်ဆိုရင်တလင်းလာနေမှာစတင်လှုပ်ဆောင်တင်းပါတယ်။ဘာလို့လဲဆိုတော့ ကျောင်းစာသို့မဟုတ်အလုပ်ကိစ္စတွေနဲ့မအားမလတ်ဖြစ်နေတဲ့အတွက်အာသာပြေဖို့အချိန်မပေးနိုင်အောင်လုပ်ပါနောက်ပြီးအလုပ်ဆင်းချိန်နဲ့ကျောင်းဆင်းချိန်အပြီးမှာတငယ်ချင်းမိတ်ဆွေတွေနဲ့တွေ့ဖို့အချိန်တသက်ပေးပါတနေ့တာကုံဆုံးခါနေအချိန်ရောက်ရင်တော့ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကိုလုပ်ပါ social media တုံးတာကိုလည်းလုံးဝချော့ချပေးပါဒီနီလန်းတွေကတင်းရဲ့စိတ်အာရုံထိန်းချုပ်မှုအစီအစဉ်ကိုပြပြမသွားအောင်အခုအညီပေးပါလိမ့်မယ်။ဒုတိယနဲ့တတိယရက် ဒါကတော့အလွန်အန္တရာယ်များတဲ့နေရက်တွေဖြစ်ပါတယ်။ဘာလို့လဲဆိုတော့စိတ်မခိုင်းတဲ့သူဆိုရင်ဒီအခြေအနေမှနေပြန်လှည့်ခြင်းလာမှာဖြစ်ပါတယ်။ဒါကြောင့်ဒီအခက်အခဲကိုကြော်လွန်ဖို့အတွက်နီလန်းတွေကိုပြောပြပေးသွားပါမယ်။သင်ရဲ့ဖုန်းတွေလက်တော့တွေထဲမှာအပြာကားတွေပေါ်မလာစေဖို့ပုံဘလော့ကာအက်တွေကိုထည့်ထားပေးပါ။နောက်ပြီး motivation ပေးတဲ့ဗီဒီယိုတွေကိုမြင်များကြည့်ပေးပါ။ တနေ့တာလုံးကိုလှုပ်စရာရှိတဲ့အလုပ်တွေလို့ဝါသနာပါတဲ့အရာတွေကိုအချိန်ပေးပြီးကျမရေးတွေ့ကောင်းမွန်စေမဲ့လေ့ကျင့်ခန်းတွေလည်းလုပ်ရင်းကုန်ဆုံးပါဒါတွေကတင်းရွတ်ရာကြီးအနေထားလောက်ထိအသုံးဝင်နိုင်မှာဖြစ်ပါတယ်လေးရက်မြောက်ကနေတပတ်အတွင်းဒီကာလအတွင်းမှာတော့တင်းဟာစိုးကျိုးလို့ယူဆရတဲ့အချက်တွေနဲ့တွေ့ကြုံရနိုင်ပါတယ်ဒါတွေကတင်းရွတ်အခက်အခဲအတားအဆီးတစ်ခုလို့တော့ဖြစ်နေနိုင်ပါတယ် ပထမဆုံးအနေနဲ့သင်ဟာအပြင်လောကကမိန်းကလေးတွေအားလုံးကိုစိတ်ဝင်စားမှုရောကြသွားနိုင်ပါတယ်။နောက်ပြီးခြေတူကြီးစားအပေါ်မှာလည်းအပြင်အလန့်စိတ်ကျေနပ်မှုအားနည်းလာနိုင်ပါသေးတယ်။လူကြီးမင်းရဲ့ညီလေးကလည်းထောင်မတ်နိုင်ခြင်းမရှိဘဲညှိုးငယ်နေပါလိမ့်မယ်။ဒါပေမဲ့လည်းဘလောက်ပဲစူးစမ်းရခက်ခဲနေပါစေအပြာကားတွေကိုရှောင်လို့တော့မကြည့်မိပါစေနဲ့။အာသာပြေခြင်းနဲ့စိတ်ကိုလည်းအတက်နိုင်ဆုံးထိန်းချုပ်ထားရပါမယ်။ခုနှစ်ရက်ကနေတစ်လအတွင်း တပတ်လောက်စီစနစ်ကြကြစိတ်ကိုထိန်းချုပ်အပြီးမှာတော့တင်းဘဝမှာမကြုံဘူးတဲ့ဖြစ်ရမျိုးတွေကြုံတွေ့လာနိုင်ပါတယ်။တင်းဟာလိန်ဆက်ဆံဖို့အတွက်စိတ်ဝင်စားမှုတွေနှေးပါသွားပါမယ်။မနဲ့နုံနုံချင်းတင်းညီလေးထောင်မဲ့နေတဲ့ပြဿနာကိုလည်းအဆုံးသတ်နိုင်သွားပါမယ်။ဒီလိုနဲ့တင်းစိတ်ထဲမှာတခုခုမှားယွင်းနေသလိုခံစားလာရပါမယ်။ဒီကာလတွေကလည်းအခက်အခဲဆုံးအချိန်တွေဖြစ်တတ်ပါတယ်။ဒါကြောင့်ကျွန်တော်ပထမပြောသွားတဲ့အတိုင်းစိတ်ကိုအသေးစားထိန်းချုပ်ပြီးစီကံလုံးဝမဖောက်ဖျက်မိပါစေနဲ့။ တလားကနေရတရာအတွင်တင်ဟာတလားလုံးစီကန်းရှိရှိကြော်ဖြတ်နိုင်သွားပြီးနောက်မှာတော့အကျိုးကျေးဇူးတွေကိုစတင်ခန်းစားလာရပါမယ်။အပြာကားတဲ့ကမဟုတ်ပဲလက်တွေဘဝကအမျိုးသမီးတွေကိုပုံမှန်မြင်နေကြတဲ့ဆွဲဆောင်မှုရှိစွာမြင်လာရပါမယ်။တင်ရဲ့ညီလေးကလည်းအကောင်းကောင်းနဲ့ထောင်မှန်နိုင်လာပါလိမ့်မယ်။အကြခဏထောင်မှန်နိုင်လာပြီးတင်ညီလေးရဲ့ကျမ်းမာရေးကလည်းရခင်ကားတဲ့ပုံမကောင်းမွန်လာပါလိမ့်မယ်။ဒါတွေကြောင့်မို့တင်ဟာကိုကိုကိုယုံကြည်မှုနဲ့တိုးလာနိုင်ပြီး ကိုယ်စိတ်ကိုထိန်းချုပ်နိုင်စွမ်းနဲ့မြင့်တက်လာပါမယ်။မိ쇠အနေနဲ့ရက်တရားလောက်ကြိုးစားပြီးတကိုယ်ရည်အာသာဖြည့်ခြင်းကိုထိန်းချုပ်လိုက်ခြင်းအပြင်จิตူရည်စွာအိမ်တော်ဘက်အပေါ်မှာလည်းရခိုင်ကားတဲ့စိတ်ကျေနပ်မှုတွေကိုပို့ပြီးပေးလာနိုင်ပါလိမ့်မယ်။တဲ့ညီလေးရဲ့ကျမ်းမာရေးကလည်းရကင်ကားတဲ့ပိုမိုကျမ်းမာကြံ့ခိုင်လာပါလိမ့်မယ်။နောက်ပြီးယောက်ျားတယောက်အနေနဲ့လည်းကိုကိုကိုယုံကြည်ချက်အပြည့်နဲ့နေနိုင်လာပါမယ်။အခုလောက်ဆိုရင်တော့တကူရဲအာသာဖြစ်ခြင်းကိုကြက်တန့်လိုက်တာနဲ့ ်သင်္ခနာကိုမှဖြစ်လာနိုင်တဲ့ပြောင်းလဲခြင်းတွေကိုသိရှိသွားလောက်ပြီလို့ယူဆပါတယ်။အခုကြည့်နေတဲ့မိဆွေတို့တဲမှာရောအကိုကြီးအာသာဖြစ်ခြင်းကိုရပ်တန့်ပြဖို့ကြိုးစားနေတဲ့သူတွေရှိပါသလား။ရှိတယ်ဆိုရင်တော့ဒီဗီဒီယိုတဲကနီလန်းတွေတိုင်းရက်အပိုင်းအခြားအလိုက်စူးစမ်းကြည့်ပါလို့အကြံပေးခြင်းပါတယ်။နောက်အပတ်တွင်မှာလည်းလူချင်းမင်းတို့ရဲ့ကျမ်းမာရေးဆိုင်ရာဘူသူရရစရာဗီဒီယိုတွေကိုအဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ Dan Medical Mystery Channel ကိုဆက်လက်စောင့်ကြည့်ပေးကြပါဦးခင်ဗျာ။ ျွန်တော်တို့ရဲ့ Dan Medical Mystery Channel မှာတင်ဆက်ပေးနေသောကျမရေးဆိုင်ရာအကြောင်းအရာများသည့်ဆရာဝန်တွေကိုယ်တိုင်တီးဖြတ်ထားတဲ့တီးကြမှန်ကန်တဲ့သတင်းချက်လက်တွေသာဖြစ်တဲ့အတွက်မိတ်ဆွေများအနေနဲ့ယုံကြည်စိတ်ချသောအလေးလာမှတ်သားနိုင်ပါတဲ့ Dan Medical Mystery YouTube Channel ကို Subscribe လုပ်ထားပြီး Dan Medical Mystery Facebook Page ကိုလည်း Like and Follow လုပ်ပေးထားဖို့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ